ီ financial market ခေါင်းစဉ်အောက်က gold trading လို့ခေါ်တဲ့ဒီရွှေလုံငန်းအကြောင်းတွေကိုကျွန်တော်ပြပြပေးတော့ပါမယ်။ဒါပြီးတော့ဒီရွှေလုံငန်းတွေမှာဘယ်လိုတွေသွားပြီးတော့အကျိုးမြတ်ရှာလို့ရတယ်အယောင်ဝယ်လွတ်လို့ရတယ်ဆိုတာမျိုးကိုလည်းကျွန်တော်ထပ်မံပြီးတော့ပြပတ်ပေးတော့မှာဖြစ်ပါတယ်เนาะကျွန်တော်ရွှေလုံငန်းလို့ပြောလိုက်ပြီးဆိုတော့ဇနီးကဘာမှာလူကြီးအကျိုက်ဆုံးဒါစီးပွားရေးလုပ်ငန်းတစ်ခုလို့ပြောလို့ရတယ်ဒါပြီးတော့အယောင်ဝယ်လုပ်ငန်းတစ်ခုလို့လည်းကျွန်တော်တို့အာပြောလို့ရတယ်ဗောနော်လူကြီးကလက်ထဲမှာပတ်စံရှိလာပြီးဆိုရင်တေချာတဲ့ပိုင်ဆိုင်မှုတစ်ခုအဖြစ် ရွှေတွေကိုဒေါ်လာတွေကိုသွားပြီးတော့ခြင်ထားတတ်ကြတယ်။ရွှေကိုခြင်ထားမလားဒေါ်လာကိုခြင်ထားမလားပေါ့ဒါမျိုးပဲရှိတာပေါ့နော်။ဆိုတော့တခြားအဆက်တွေကတော့ခြင်ထားလေးတိမ်မရှိဘူး။ယနေ့ကဘာမှာဘာကြောင့်လူတွေကရွှေနဲ့ဒေါ်လာတွေကိုတည်ချတဲ့အဆက်လုံးလုံးစေးချတဲ့အဆက်တခုအနေဖြင့်ဘာကြောင့်ရွေးချယ်ကြတာလဲဆိုတော့အဓိကအဖြစ်ရွှေနဲ့ဒေါ်လာကိုကဘာပါလူချင်းမျိုးစိုက်တဲ့နိုင်ငံကိုကိုတည်သွားလို့ရတယ်။ နေရာမီပြီးအချိန်မီပြီးပေါ့နော်ဒီငွေပေးချေမှုတစ်ခုအနေဖြင့်ဒါတုံးလို့ရတယ်ဥမာလူချင်းမြင့်ကမြန်မာပြည်မှာရွှေကိုဝယ်ထားလိုက်တယ်နော်ဝယ်ထားတဲ့ရွှေကိုလူချင်းမြင့်ကဘန်ကောက်ကိုရောက်နေမလားအစင်ကာပူကိုရောက်နေမလားအမေရိကန်ကိုရောက်နေမလားကြိုက်တဲ့နိုင်ငံကိုရောက်တန်ဖိုးကြတာနဲ့တက်တာနဲ့အနေငယ်တာကွာစားပြီးတော့ဒီရွှေကိုပေးချေမှုတစ်ခုအနေဖြင့်ဒေါ်လာကိုပေးချေမှုတစ်ခုအနေဖြင့်တုံးလို့မရတော့တဲ့အချိန်မျိုးတော့ရောက်မှာတော့မဟုတ်ဘူးအဓိကရွှေဆိုတဲ့အရာကတုံးလို့မရတဲ့ပစ္စည်းတစ်ခုအနေဖြင့်ပါမှာတော့မဟုတ်ဘူး နော်ယနေ့ဒေါ်လာဒီလဲအဲ့လိုပဲလူချင်းမြန်ကစင်ကာပူရောက်မလားဒေါ်လာနဲ့တုံးလို့ရတယ်အမေရိကကိုရောက်မလားမလေးရှားကိုရောက်မလားဒူဟန်ကိုရောက်မလားဒေါ်လာကိုခြင်ထားလိုက်ပြီဆိုတော့ねအဲ့ဒီဒေါ်လာကနေလူချင်းမြန်တို့ခြိုက်တဲ့နေရာမှာအချိန်မီဒါသွားပြီးတော့တုံးလို့ရတယ်ယနေ့ကျွန်တော်တို့မြန်မာကျပ်ငွေတီဒါမျိုး ကျိုင်းတဲ့နိုင်ငံကိုရောက်ကျိုင်းတဲ့နိုင်ငံမှာသွားပြီးတော့ပြီးရှိဘူးတခုအနေဖြင့်သုံးလို့မရဘူးစင်ကာပူသွားရှင်တယ်ဆိုရင်စင်ကာပူဒေါ်လာနဲ့တခါလေဒါ exchange center တွေမှာအလဲလဲလောက်ရတယ်ထိုင်းကူသွားမယ်ဆိုရင်လည်းထိုင်းဘတ်တွေတခါလေမြန်မာကျပ်ငွေနဲ့အလဲလဲလောက်ပြီးမှသွားပြီးတော့သုံးလို့ရတယ်ဒါကကျွန်တော်တို့ရဲ့မြန်မာကျပ်ငွေရဲ့အားနဲ့ချက်လို့လည်းပြောရတယ်ဒါငွေကြေးဖောင်းဖောင်းမှုတော့လည်းဖြစ်မယ်အဲ့ဒါပြောရှင်တာကကျွန်တော်တို့ဒီရွှေတွေဒေါ်လာတို့ဒီဒီရှင်တို့ကြိုက်တဲ့နိုင်ငံကိုရောက်တည်ပြီးတည်ကြိုက်တဲ့နေရာမှာပေးရှင်မှုတစ်ခုနေပြီးတုံးလို့ရတဲ့ဒါအဆက် ဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်။ရွှေလုံငန်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ2018 19တုန်းကဆိုရင်အာတချက်သားကိုကျွန်တော်ဒီ30ဝန်းကျင်သာရှိတယ်။ဒီလက်ရှိကျွန်တော်2024မှာဆိုရင်နော်တကြက်သားကိုဒါ340ကျော်340နီးပါးရှိနေတာကိုကျွန်တော်တွေ့ရတာပေါ့เนาะဆိုတော့ဒီဟာကိုကြည့်ချင်းအဖြစ်အကယ်၍တင်တာ2018စကိုးတော့ရွှေတကြက်သားကို340ကျော်ရှိတဲ့ကာလမှာဒီကရွှေတကြက်သားကိုဝယ်ခဲ့မယ်ဆိုရင်ဒီလက်ရှိ ကာလတွေမှာနော်ဒီတကြက်သားကို340တိထိုးတက်သွားတဲ့အချိန်မှာတင်ငဒီကနေအကျိုးမြတ်ရနေနိုင်ပြီ။နောက်ပြီးတော့နော်ဒါတကြက်သားဈေးနှုန်းပဲကျွန်တော်တို့ပြောတာပါနော်။တကြက်သားကိုတင်က320နဲ့အကျိုးမြတ်ရလိုက်တယ်ဆိုပါဆို။ဒါဆိုတင်ကအာ5ကြက်သားဘူးနော်5ကြက်သားဆိုတော့အဲ့ဒီကာလတုန်းကတကြက်သားကို320ဆိုတော့ဒီ5ကြက်သားဆိုတော့တင်300ဘူးဝယ်ခဲ့တယ်ဆိုပါဆို။တင်300ဘူးဝယ်ခဲ့တယ်ဆိုရင်ဒီ2024ဒီ9နှစ်တာကာလအတော့အတွင်းမှာတင်းရဲ့အကျိုးမြတ်ကဒီ300နီးပါး အထီအကျိုးမြတ်ရသွားနိုင်တယ်နော်ချွေတို့ဒေါ်လာတို့ဒီဒါအချိန်ကာလကြာလာတယ်မြတ်ဒီကောင်ကြီးကအသက်ဘက်ကိုပဲဒါသွားနိုင်တယ်ဘယ်တော့မှချွေချွေတို့ဒေါ်လာတို့စီပြန်ချရိုးထုံးစံမရှိဘူးပေါ့နော်ဒါကိုကြည့်ချင်ပြီကျွန်တော်တို့ဒီကကိုယ့်ရဲ့လက်ထက်မှာငွေရှိနေတာငွေတွေရှိနေုံနဲ့မပြီးသေးဘူးအဲ့ဒီငွေတွေကိုကျွန်တော်တို့ကဘယ်လိုတွေတိုးပွားအောင်လုပ်မလဲဒါငွေကြေးဖောက်ဖောက်မှုနှုံးကနေကာကွယ်ပြီးသားဖြစ်အောင်ကျွန်တော်တို့ဘယ်လိုတွေ လောက်ကင်မလဲပြီးတော့ဘယ်လိုစီးပွားရေးလုပ်ငန်းတွေမှာသွားပြီးတော့အယောင်ဝယ်လုပ်မလဲ investment လုပ်ထားမလဲဆိုတာကိုကျွန်တော်ဒီမှာပြောပေးချင်တာပေါ့နော် okay ဆိုတော့ဒီကနေ့ဒီ go trading ဆိုတော့တင်ကန်းစာမှာလူရှင်မျိုးနားလည်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะကျွန်တော်နောက်ထပ်တော့တင်ကန်းစာတစ်ခုမှပြန်လည်ဆုံသွင်းပါမယ်เนาะ